မင်္ဂလာပါရှင်ဒီကနေ့ရအောင်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကမ္ဘာသတင်းတွေပေါ်ကအာနာသိန်းခေါင်းဆောင်ရဲ့ယုံညံ့တဲ့စိတ်ထားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဘလောက်ယုံညံ့တဲ့စိတ်ထားနဲ့တဘာဝကိုဖြည့်ရှင်းနေတယ်လဲဆိုတဲ့သတင်းကိုအမေရိကန်သတင်းဌာနကတင်ပြထားပါတယ်မြန်မာပြည်မှာလှုပ်ခတ်တဲ့ငလျင်ပေးစာဖြစ်တော့အာနာသိန်းစစ်တပ်ကနိုင်ငံတကာကိုအကူအညီတောင်းခဲ့တဲ့နိုင်ငံတကာအတိုင်းဝိုင်းကနေငွေနဲ့အရေးပေါ်တုံးပစ္စည်းတွေပေးပို့ခဲ့တယ်ကုလသမဂ္ဂကနေတန်ချိန်များစွာရှိတဲ့အရေးပေါ်တုံးပစ္စည်းတွေပို့ပေးထားတယ်လို့လက်ရှိအချိန်ထိလည်းပို့ပေးနေတယ်ဒါပေမဲ့မြန်မာ ာပြည်သူတွေကတော့နိုင်ငံတကာကကူညီပေးနေတဲ့အရေးပေါ်တုံးပစ္စည်းတွေကိုမရကြပါဘူး။ဘေးတန့်တဲ့ဒေသတွေမှာအဆင်ပြေသလိုနေထိုင်နေကြပါတယ်။ရေနဲ့အစားအစာအခက်အခဲတွေကိုကြုံတွေ့နေရပါတယ်။ပြည်တွင်းကဆရာဝန်တွေကိုစေကူသားခွင့်ပိတ်ပင်ထားပြီးမြေုံညံ့နေအပြုတ်မှုကိုလည်းပြုလုပ်နေပါတယ်။ဘေးတန့်တဲ့ဒေသကပြည်သူတွေဟာဘော်လုံးခွင့်နဲ့ပန်းချန်နေတဲ့မှာဖြစ်သလိုအမိုးကရီနဲ့ရှာယီနေထိုင်နေကြပါတယ်။တချို့ကတော့ပြူလူလူအိမ်ထဲမှာအဆင်ပြေသလိုဆက်လက်နေထိုင်နေရပါတယ်။တချို့ပြည်သူတွေကနောက်ဆက်တွဲငလင်တန်းကိုကြောက်လန့်ပြီးညချိန်မှာလမ်းပေါ်ထွက်ပြီးအိတ်နေကြပါတယ်။ ။တချို့မိသားစုတွေကတော့ယထာတန်လန့်ပြီးသတင်းဓာတ်ပုံနဲ့ကားလန်ပြီးတွေမှာရှာယီတဲတွေထိုးပြီးနေထိုင်နေကြရပါတယ်။နိုင်ငံတကာကအကူအညီပေးလိုက်တဲ့အမိုးကာရီမဟုတ်ပါဘူး။ကြားမတ်ဖွဲ့ကအောင်ရုံညံ့လာတဲ့အာနာသိန်းကောင်းဆောင်ရဲ့လုံရဟာမြန်မာပြည်သူတွေကိုဘယ်အချိန်ထိဒုက္ခပေးနေအောင်မလဲလို့ရှိသားထားပါတယ်။ ဆက်လက်ပြီးဖန်ဆင်းရမိထားတဲ့တမခွန်ခွန်တမမှုကနောင်တရပါတယ်လို့ဖွင့်ဟဝန်ခံပြီးပြည်သူတော်လိုင်းမှာတက်နိုင်တာထဲ့ဝင်မယ်လို့ကတိပြုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်ထဲမှာကြန့်ရှိနေတဲ့တမမှုနဲ့တပ်သားတွေကိုမိစာဒိဋ္ဌိစစ်ဝါဒအတွေးခေါ်ကိုအမြန်ဆုံးဆွလွတ်ကြဖို့ကာကွယ်ဝင်စီဥယျာဉ်မွန်ကတိုက်တော်မာတယ်။အင်းတော်မြို့သိမ်းတိုက်ပွဲမှာဖန်ဆင်းရမိတဲ့အကြမ်းဖက်စစ်တပ်ရဲ့တမခွန်ခွန်တမမှုတွေဖြစ်သူဗိုလ်မှူးချုပ်အောင်တပ်ဦးနဲ့စစ်တုံပန်းတွေကနောင်တရပါတယ်လို့ဖွင့်ဟဝန်ခံခဲ့ကြပြီးပြည်သူတော်လိုင်းမှာတက်နိုင်တာထဲ့ဝင်မယ်ဆိုတဲ့အကြောင်းကတိပြု ပြောကြားခဲ့တယ်လို့ကာကွယ်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးရင်မွန်ကပြောကြားလိုက်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့်ဖြစ်တဲ့မေလ9ရက်မှာပြောကြားခဲ့တဲ့မိန်ကွန်းမှာပြည်ထောင်စုဝန်ကြီးဦးရင်မောင်ကအခုလိုထည့်သွင်းပြောကြားတာပါ။ငါတို့လက်ထက်ရောက်နေတဲ့တမခွန်ကတမမှုအပါအဝင်တုံ့ပန်းတွေကလည်းသူတို့ရဲ့နောင်တကိုဖွင့်ဟဝန်ခံကြတယ်။စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့သိတယ်။ပြည်သူ့တော်လိုင်းမှာသူတို့တက်နိုင်တာထဲဝင်ပေါ်ကတိပြုကြတယ်လို့ပြည်ထောင်စုဝန်ကြီးဦးရင်မောင်ကပြောပါတယ်။ဒါအပြင်ဦးရင်မောင်ကအကြမ်းဖက်စစ်တပ်တွေမှာကြန့်ရှိနေတဲ့တပ်မုံတွေတပ်သားတွေအနေနဲ့လည်းပြည်သူကိုတတ်ဖြတ်တဲ့အထိလမ်းမရောက်ရောက်နေတဲ့မိစ္ဆာဒိဋ္ဌိစစ်ဝါဒအတွေးခေါ် ်ကိုဆွန့်လွတ်ကြဖို့အတွက်လည်းတိုက်တွန်းထားပါရယ်စစ်ကောင်စီတပ်ထင်းမှကြန့်ရှိနေတဲ့တပ်မှုတပ်သားတွေအနေနဲ့လည်းပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိတိစစ်ဝါဒအတွေးခေါ်ကိုအမြန်ဆုံးဆွန့်လွတ်ကြဖို့တိုက်တွန်းလိုတယ်ဒီလိုသားဆွန့်လွတ်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြန်မြန်ချမ်းသာမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့တတိပေးတယ်လို့ပြည်တော်စုဝင်ကြီးဦးရင်မွန်ကပြောပါရယ်အင်းတော်မျိုးသိန်းတိုက်ပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်တစ်စစ်တီတိုင်းအစီအစဉ်နဲ့မျိုးသိန်းတိုက်ပွဲဆင်နွှဲခဲ့တာပါမျိုးသိန်းတိုက်ပွဲတွင်ဖန်ဆီးရမိတဲ့အကြံဖတ်စ က်စစ်တပ်ရဲ့တမခွန်ကွန်တမမှုဖြစ်သူဗိုလ်မှူးချုပ်အောင်တအုံးနဲ့စစ်တုံးပန်းတွေကိုအမှတ်၁စစ်ဒေသကစစ်ဆေးနေတာဖြစ်ပါတယ်။ ဆက်လက်ပြီး ABSDN နဲ့ BLDF တို့ကြားစီရင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီမှုရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦးចောင်းသားတပ်မတော် ABSDN နဲ့ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF တို့အွန်လိုင်းကနေတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။မေလ9ရက်မှာပထမအဆုံးကြိမ်ဖြစ်ပြုလုပ်ခဲ့တဲ့တွေ့ဆုံပွဲမှာចောင်းသားတပ်မတော်ကဗဟိုစစ်ကော်မရှင်ကဥက္ကဋ္ဌရဲဘော်တန်ကဲဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ BLDF ကဗဟိုကော်မတီတွေဦးဆောင်တဲ့ကိုယ်စားလှယ်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ နှစ်ဖက်တွေ့ဆုံပွဲမှာ2025ခုနှစ်နိုင်ငံရေးစီးဖြစ်ထွန်းတဲ့အခြေအနေတွေနဲ့ဆက်အာဏာရှင်စနစ်တိုက်ဖြတ်ရေးလုပ်ငန်းစဉ်တွေကိုစွေးနွေးသုံးသပ်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ABSDF နဲ့ BLDF တို့ကြားဆက်အာဏာရှင်တိုက်ဖြတ်ရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်နိုင်ငံရေးစီးပူးပေါင်းဆောင်ရွက်မှုတွေလူမှုစည်းရုံးရေးနဲ့ကာကွယ်ရေးလုပ်ငန်းတွေအပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားဖို့နီးလန်းတွေရှာဖွေဖော်ထုတ်ဖို့နဲ့ပုံမှန်ထိတွေ့ဆက်ဆံသွားဖို့သဘောတူညီခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ပမော်တိုက်ပွဲလက်နက်ချရင်အကြမ်းဖက်စစ်ကောင်စီတပ်မိ သားစုတွေအပါအဝင်တုံ့ပန်း160ကျော်ကိုတိုက်ပွဲစုံမှ KIA ခေါ်ထုတ်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမာမြို့တွင်တိုက်ပွဲတွင်ဖမ်းမိခဲ့တဲ့စစ်ကောင်စီရဲ့ တက်မိသားစုဝင်များပါဝင်တဲ့တုံပန်း160ကျော်ကိုတိုက်ပွဲဖြစ်ပွားရာမြို့ရင်းမှာမြို့ပြနေရာတွေကိုခေါ်ထုတ်နိုင်ပြီဖြစ်ကြောင်းကချင်စည်ရေးတည်င်းအရေးမြင့်ချုပ်နဲ့ KIA တည်င်းအရေးမြင့်ချုပ်ကပြောပါရယ် AP 25ရဲ့မှာအမှတ်27စစ်စင်ရဲ့ကုကဲမှုဌာနချုပ်ပါဝင်ဗမော်မြို့ရှိစစ်ကောင်စီလက်ကျန်တန်ရင်းနေရာတွေကို KIA မဟာမိတ်ပူးပေါင်းတပ်ကထိုးစစ်ဆင်ခဲ့ပြီး AP 29ရဲ့မှာတက်မိသားစုဝင်များပါဝင်တဲ့တုံပန်းများဖမ်းမိခဲ့ခြင်းဖြစ်တယ်လို့ဆိုပါရယ် ပမော်မျိုးညောင်ပင်ရက်မှာ AB 29ရက်ကလက်နက်ချရင်စစ်ကောင်စီရဲ့တပ်မိသားစုရင်းနဲ့ရဲဘော်ရင်းမီ160ကျော်ကိုမြို့ပြင်ခေါ်ထုတ် PCB ဖြစ်ကြောင်းကချင်စီရီတရင်အရင်မြစ်တုံးကမေလာရှိရမှာလူမှုကွန်ရက်မှာရှိသားထားပြီး KYI နဲ့ပူးပေါင်းတက်များစာခခ21တက်တွင်ဆက်လက်တိုက်ပွဲဝင်နေကြောင်းအသိပေးပါရယ်အဲ့ဒီဖြစ်စဉ်အတီးပြုတ်နိုင်ကြောင်းအခြားကချင်တရင်အရင်မြစ်တုံးနဲ့ KYI တရင်အရင်မြစ်တုံးကပြောပါရယ်တက်မိသားစုဝင်များပါဝင်တဲ့တုံပန်းများဖန်ဆီးနိုင်မှုတုံပန်းများနဲ့အတူလက်နက်ခရင်များရမရလက်တလောစီရေးချင်းတွေများနဲ့ပတ်သက်ပြီးမေးမြန်းဖို့ KYI ကို KYI တရင်ပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူထံကိုဆက်သွယ်ထားစေဖြစ်ပါရယ် KYI အနေနဲ့ပုံမှန်မျိုးရှိလက်ချက် ်တပ်စခန်းတွေကိုအပြင်းထန်တိုက်ခိုက်နေကြောင်းသိပေးထားပြီးတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုသတင်းထုတ်ပြန်ပြောဆိုခြင်းမပြုသေးပါဘူး။ကချင်စီရီသတင်းအရင်းမြစ်တချို့ကတော့ EP25 ရဲ့မှာမနီကညာပိုင်းထိတိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်း drone လက်နက်ကြီးပစ်ကူပေးကူကန်ခြင်းတန်ကြပ်ကရင်အသုံးပြုပြီးတံပြန်ထိုးစစ်ဆင်ခြင်းများပြုလုပ်နေတယ်လို့ဆိုပါတယ်။ဆလတ်ပြီးညီနောင်မဟာမိတ်အသုံးဖွဲ့ကတဖက်သက်အပြစ်ရထားတော့လေအစံပတ်စစ်ကောင်စီတပ်ကနောင်ချိုကိုထိုးစစ်ဆင်လာပြီးတိုက်ပွဲဖြစ်ပွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ညီနောင်မဟာမိတ်အသုံးဖွဲ့ကတဖက်သက်အပြစ်ရ ်ထားတော့လဲအကျန်းဘတ်စစ်ကောင်စီတပ်ကရှမ်းပြည်နယ်နောင်ချုံမြို့နယ်ကိုထိုးစစ်ဆင်လာပြီးတိုက်ပွဲဖြစ်ပွားနေကြောင်း TNN လင်းကထုတ်ပြန်ထားပါတယ်။ မေလ9ရက်မနက်7:55မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကတောင်းတက်မတော် PSLF TNL ရှိရာတောင်လကျေးရွာနီးတဝိုက်ကိုထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအလားတူဒီကနေ့နေ့လည်12မိနစ်30ခန့်မှာတောင်းတက်မတော်ရှိရာကိုထိုးစစ်ဆင်လာတဲ့အတွက်စစ်ကောင်စီတပ်နဲ့တောင်းတက်မတော် PSLF TNL တပ်တို့ဟာရှားပြင်းကျေးရွာနီးမှာထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါရယ်မေလ9ရက်နေ့နဲ့6ရက်နေ့တို့မှာလည်းတောင်းတက်မတော် TNL တပ်စခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတာကြောင့်အောင်ချုံမြို့နယ်တရက်ချူ ေးရွာနဲ့နှစ်ဖက်အပြန်လန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဒါအပြင်တပိတ်ချင်းမြို့နယ်ဖျော့တော့ကျေးရွာနီးရှိဂိမ်းမာလဲမေလ9ရက်ညနေ9:30မိနစ်30ခန်းကအကြမ်းဖက်စစ်ကောင်စီတပ်မှဂျက်ဖိုက်တာနဲ့တကြိမ်ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်ကောင်စီတပ်က73တပ်စခန်းအတွင်းမှာလဲ Y8 လေယာဉ်နဲ့လက်နက်ခဲယံ85ဒုံးလာရောက်ကျဲချပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ညီနာမဟာမိတ်၃ဖွဲ့ကငလင်တန်တဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိရနေရာတွေမှာထိုးစစ်တွေ ကိုပြုလုပ်မှာမဟုတ်ပဲတက်ဖက်သက်အပြစ်ရက်ကာလကိုနောက်ထပ်တလားသက်တမ်းထပ်ပြီးတွင်းမြင့်ကြောင်းမေလာတရက်မှာထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်တော်လဲစစ်ကောင်စီကထိုးစစ်များလှောက်ဆောင်နေခြင်းဖြစ်ကြောင်းသိရပါတယ် ဒါအပြင်အကြမ်းဖက်စစ်ကောင်စီဘက်ကလည်းမေလ6ရက်နေ့မှ31ရက်နေ့ထိအပြစ်ခတ်ရဲစိုင်းကာလအဖြစ်ထပ်မံတုံ့ပြန်ကြောင်းကြေညာခဲ့ပြီးစစ်ကောင်စီတပ်မှအပြစ်ခတ်ရဲစိုင်းဤတပ်တန်းတလားထပ်တိုးတော်လဲတောင်ပြည်နယ်တွင်ထိုးစစ်ဆင်ခြင်းနဲ့လေကြောင်းနဲ့တိုက်ခိုက်ခြင်းများလှုံ့ဆော်နေရရှိကြောင်းသိရပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စစ်ရေးတတိအမြင့်ရှိရန်လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ဖို့လေကြောင်းရံကာကွယ်ဆိုင်ရာနီးလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNL ကအတိအပြပြောဆိုထားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းငယ်ကြံခင်းမှာကျေးရွာအုပ်ချုပ်ရေးမှူးကဒေသခံလူငယ်တွေကိုခဏလိုက်ခဲ့ပါလို့ပြောဆိုပြီးစစ်တနန်းပို့ရဲကြောင်းတင်ဆက်ပေးပါမယ်။ ERI တိုင်းကြံကင်းမြို့နယ်မှာစစ်ကောင်စီကကျင်းပအုပ်ချုပ်ရေးမှူးကဒေသခံလူငယ်တွေကိုခဏလိုက်ခဲ့ပါလို့ပြောပြီးစစ်မှုထမ်းဆောင်ဖို့စစ်တနန်ပို့ဆောင်နေကြောင်းဒေသခံတွေစီမံတင်ရပါတယ်။ဒေသခံလူငယ်များကိုပြည်သူစစ်မှုထမ်းဆောင်ဖို့ပို့ဆောင်နေတဲ့စစ်ကောင်စီကကျင်းပအုပ်ချုပ်ရေးမှူးမှာကွင်းကြီးအုပ်စုမှငတ်ကြော်ခေါ် ဦးကျော်ဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်သူမှာအာနာရှိရဲ့လုံပိုင်ခွင့်ရှိရဲ့သူလုံးချင်ရင်ပါပဲဖြစ်ဖြစ်လုံးလုံးရတယ်လို့အုပ်စုမှာအမြင်ပြောတယ်သူခေါ်လို့မလိုက်ရင်မိသားစုပါချင်းချောက်တယ်လို့ကွင်းကြီးအုပ်စုရှင်ဒေသခံတအုပ်ကပြောပါတယ် ကွင်းကြီးအုပ်စုမှာကျင်းရွာ900ရှိပြီးအဆိုပါအုပ်ချုပ်ရေးမှူးကပြည်သူစစ်မှုထမ်းအကြောင်းပြားငွေမျိုးမျိုးတောင်းယူတဲ့ပြင်ငွေထွက်ဝင်မဲ့သူအချို့လည်းစစ်မှုထမ်းဆောင်ဖို့ထပ်မံခေါ်ယူကြောင်းဒေသခံတွေကပြောပါတယ်။ဒါအပြင်၎င်းထက်လိုက်တဲ့ပြည်သူစစ်မှုထမ်းချို့ကမိသားစုတွေနဲ့အဆက်အသွယ်မရကြပဲစစ်မှုထမ်းအကြောင်းပြားစစ်သားစုဆောင်ထားတဲ့ငွေများကိုလည်းထောက်ပံ့ပေးခြင်းမရှိတဲ့အပြင်မိမိကိုယ်ကျိုးအတွက်အသုံးပြုပြီးကြီးပွားချမ်းသာနေရလို့ဒေသခံတွေကပြောပါတယ်။ ။အေယာရီတိုင်းတွင်းမှာအုပ်ချုပ်ရေးမှူးများအသက်ခံနေရရငပူရောမြို့နယ်ကြုံကူးတိုင်းနယ်ရှီရင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးကပြည်သူ့စစ်မှုရန်စုဆောင်းရာမှာချင်းချောက်ပြောဆိုမှုတွေကြောင့်မေလ6ရက်နေ့ကတားခုတ်ခံရပြီးတိစုံမှုဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီလအတွင်းကလည်းအေယာရီတိုင်းကြုံပြော်မြို့နယ်ညောင်ပင်ကင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးလာကျိုင်းတနက်နေ့ပြစ်ခတ်ခံရကတိစုံခဲ့ပြီးဟိန္ဒရာမြို့နယ်တနွန်တနော့ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ဖြူတားခုတ်ခံရကတိစုံခဲ့တယ်လို့သတင်းမှရှိတာဖော်ပြထားပါတယ်ရှင်။ Thank you.